ဲမဟာတတိပဋ္ဌာနာတုတ်ကို တရားလေးနာကြည့်ရအောင်ဒီနေ့တော့စိတ်တာနုပတ္တနာမနေ့တုန်းကတော့ဒါဝေဒနာနုပတ္တနာပြီးပါတယ်ဒီနေ့စိတ်တာနုပတ္တနာယဟန်တို့အဘယ်သို့လည်းယင်ယဟန်သည်စိတ်၌စိတ်ကိုအချိန်ချင်းရှုလျက်ရှိစီဖြစ်၍နေစနီယဟန်တို့ဤသာသနာတော်၌ယဟန်သည် ရာဂနဲ့တကွတကွဖြစ်သောစိတ်ကိုလည်းရာဂနဲ့တကွဖြစ်သောစိတ်ဟုပြီ၏ရာဂကင်းသောစိတ်ကိုလည်းရာဂကင်းသောစိတ်ဟုသိ၏ဒေါသနဲ့တကွဖြစ်သောစိတ်ကိုလည်းပဲဒေါသနဲ့တကွဖြစ်သောစိတ်ဟုသိ၏ဒေါသကင်းသောစိတ်ကိုလည်းပဲဒေါသကင်းသောစိတ်ဟုသိ၏မောဟနဲ့ တကွာဖြစ်သောစိတ်ကိုလည်းပဲမောဟနဲ့တကွာဖြစ်သောစိတ်ဟုသိ၏မောဟကင်းသောစိတ်ကိုလည်းပဲမောဟကင်းသောစိတ်ဟုသိ၏နောက်တန်ခိတ္တစိတ်ကိုလည်းတန်ခိတ္တစိတ်ဟုသိ၏ဝိခိတ္တစိတ်ကိုလည်းဝိခိတ္တစိတ်ဟုသိ၏မဟေကတမဟေကုတ်စိတ်ကိုလည်းမဟေကုတ်စိတ်ဟုသိ၏ အမဟေကုတ်စိတ်ကိုလည်းအမဟေကုတ်စိတ်ဟုသိ၏သာဥတ္တရစိတ်ကိုလည်းသာဥတ္တရစိတ်ဟုသိ၏အနုတ္တရစိတ်ကိုလည်းအနုတ္တရစိတ်ဟုသိ၏သမာဟိတစိတ်ကိုလည်းသမာဟိတစိတ်ဟုသိ၏အတမဟိတစိတ်ကိုလည်းအတမဟိတစိတ်ဟုသိ၏ဝိမု ക്തി စိတ်ကိုလည်းပဲဝိမု ക്തി စိတ်ဟုသိ၏အဝိမု ക്തി အဝိမု ക്ത စိတ်ကိုလည်းပဲအဝိမု ക്ത စိတ်ဟုသိ၏အလုံးစိတ်က 16မျိုးခွဲပြီးတော့ခေါ်သွားတာအဲ့တော့ဒီနေရာမှာစိတ်တနုပတနာဆိုတာတကယ်တမ်းကတော့စိတ်ကိုစိတ်အကြောင်းကိုတော့အရင်ဆုံးဆုံးနားလည်အောင်ပြောထားမှရဒီစိတ်တနုပတနာကိုရှုမယ်ဆိုရင်စိတ်အကြောင်းကိုအရင်ဆုံးဆုံးနားလည်အောင်လုပ်ရမယ်စိတ်ကဖျားခေါ်ထားတဲ့အတိုင်းပဲဒူးရင်ကမှ အဝေးကိုသွားတတ်တယ်ဒါမှမဟုတ်အဝေးကအာယုံကိုယူနိုင်စွမ်းရည်ရှိတယ်လို့ပြောတာဒုရင်ကမဧကစရာတယောက်ထဲကျက်စားတယ်အတ္တရိတံအထေဝတ္ထုအထေကိုတော့မတွေ့ရဘူးတဲ့ခုဟာတယံဟရယကူထဲမှာနေတယ်တဲ့အဲ့ဒီလေးချက်ကစိတ်ရဲ့သဘောပဲ အဲ့ဒါအဝေးကိုသွားတယ်ဆိုတာတခါတလေစိတ်ကအဝေးကို ရောက်သွားတာနိုင်ငံရားရောက်သွားတာဖျားရောက်သွားတာစိတ်ကရောက်သွားတယ်လို့ထင်ရတာပေါ့တကယ်တမ်းကတော့အဲ့ဒီအာယုံကိုကိုယ်နှလုံးကသိတာလေကိုယ်နှလုံးကစိတ်ကစိတ်ကတော့ဟရိယကူထဲမှာပဲနေတာပဲဒါပေမဲ့အဲ့ဒီကိုယူခြင်းနဲ့အာယုံကိုဘယ်ဟာအာယုံပဲဖြစ်ဖြစ်ယူလို့ရတယ်ဆိုတဲ့သဘောပေါ့အစိတ်ရဲ့သဘောပေါ့ ဘယ်တရားနဲ့မှမတူဘူးသူကစိတ်ဟာအဲ့ဒါအခုကကြတော့အခုစိတ်တဏှုပသံနာမှာစိတ်ကိုဟရယကူထဲမှာရှိတဲ့စိတ်ကိုဘယ်သူနဲ့မိနေသလဲဒါကိုစဉ်းစားခိုင်းတာသူကအဲ့ဒါဆိုတော့နံပါတ်၁စိတ်ကဟရယကူထဲမှာမိပြီးတော့ရှိပြီးရှိနေတဲ့စိတ်ကိုအခုသတိကပ်ကြည့်လိုက်ပါ ခုတတိကတ်ကြည့်တယ်ဆိုရင်ကိုယ်စိတ်မှာလိုချင်တဲ့လောဘလောဘနဲ့ပေါင်းပြီးနေတာမဟုတ်ဘူးကိုယ်စိတ်ကိုပြန်ကြည့်လိုက်ပါဟရိယကူတဲ့ကကိုယ်စိတ်ကိုတတိထားကြည့်လိုက်အဲတတိထားလို့ရှိရင်ဩဒီစိတ်ကလေးကလောဘနဲ့မိပြီးတော့ပေါင်းပြီးမနေဘူးဆိုတော့လောဘမရှိတဲ့စိတ်လို့သိလို့ရတာ လောဘနဲ့မလောဘနဲ့ပေါင်းရင်လိုချင်မှုတစ်ခုနဲ့ပေါင်းပြီးနေတယ်လို့သိလို့ရတယ်အခုနှလုံးထဲမှာကျတော့လိုချင်မှုတစ်ခုနဲ့ပေါင်းပြီးနေတာကိုမတွေ့ရဘူးလိုချင်မှုမရှိသောစိတ်ဖြစ်နေတယ်လိုချင်တဲ့စိတ်နဲ့လိုချင်မှုလောဘနဲ့ပေါင်းနေရင်လည်းလိုချင်တဲ့စိတ်ဖြစ်နေမှာပဲလိုချင်မှုလောဘနဲ့မပေါင်းမှုဆိုရင်လိုချင်မှုလောဘနဲ့မပေါင်းတဲ့စိတ်ကိုသိရတယ် အ ਨੇ ဆုံးတော့ဉာဏ်နဲ့စိတ်တွေကိုခဏထားဟိုတန်ခိတ္တတို့ဝိခိတ္တတို့မေဂတာအမေဂတာအဲ့ဒါကပါဠိစကားတွေနဲ့ဆိုတော့နည်းနည်းရှုရတာခက်မယ်ဒီလောဘဒေါသမောဟအလောဘအဒေါသအမောဟဆိုတဲ့လောဘရှိတဲ့စိတ်နဲ့လောဘမရှိတဲ့စိတ်တော့သိလို့ရတယ်လေဒါလောလောလေးခွဲလို့ရတယ်မနောကံကိုခွဲတာပဲတကယ်တမ်းမနောကံကိုရှုခိုင်းတာ မနောကမ္မဖြစ်တဲ့စိတ်ဟာ လောဘကပ်နေရင်လောဘနဲ့အတူတူလိုချင်စိတ်ဖြစ်နေရင်လောဘနဲ့အတူတကွဖြစ်နေတယ်လို့သိယုံပဲတဲ့လောဘမပါဘူးဆိုရင်လည်းလောဘမပါတဲ့စိတ်လောဘကင်းနေတဲ့စိတ်လို့သိယုံပဲတဲ့ ဒေါသနဲ့ပြက်မားတဲ့စိတ်မကျေနပ်တဲ့ပြက်နာတာတွေနဲ့ပေါင်းနေလို့ရှိရင်ဒေါသနဲ့အတူတကွဖြစ်တဲ့စိတ်ဖြစ်နေရင်အဲ့ဒီဒေါသနဲ့အတူတကွဖြစ်တဲ့စိတ်လို့သိရုံပဲတဲ့ဒေါသမရှိရင်လည်းဒေါသမရှိတဲ့စိတ်လို့သိရုံပဲအဲနောက်တစ်ခုဘာမှန်းမသိဘဲနဲ့မောဟမသိဘူးဆိုတဲ့ဟာနဲ့ပေါင်းနေရင်လည်းပဲမသိတဲ့မောဟနဲ့ပေါင်းနေတဲ့စိတ်လို့သိရုံပဲတဲ့အဲ့လိုမဟုတ်ဘဲနဲ့ အမှန်တိုင်းသိပြီးတော့နေတဲ့အခါကျတော့မောဟနဲ့မပေါင်းတော့မောဟနဲ့မပေါင်းတဲ့စိတ်ဖြစ်နေရင်လည်းမောဟနဲ့မပေါင်းတဲ့စိတ်ဖြစ်နေတယ်လို့သိုံပဲတဲ့ဒါကကိုယ်တရားတစ်ခုခုအနေနဲ့တရားအထုတ်တယ်ဆိုတော့ပုံစံမျိုးနဲ့တာမသိတာပါဒီစိတ်မှာငါလိုချင်နေတာငါလိုချင်နေတာဆိုပြီးတော့ငါနဲ့လိုချင်တာနဲ့ပေါင်းပြီးတော့စိတ်မှာဖြစ်နေတာဒီသိလို့ရတယ် ငါမကျင်납ဘူးနော်ငါလုံးဝမကျင်납ဘူးဒါမျိုးလည်းဖြစ်နေရလေငါမသိဘူးငါမသိဘူးဆိုရင်လည်းဖြစ်တယ်လေအဲ့ဒါလိုချင်မှုမရှိရင်လည်းမရှိဘူးလို့သိတယ်ဒေါသမဖြစ်ရင်လည်းမဖြစ်ဘူးလို့သိတယ်သိဖို့ပြောတာအဲ့ဒါအခုကိုယ်ခန္ဓာကိုကြည့်လိုက်ပါလောဘဖြစ်တယ်လိုချင်မှုဖြစ်တယ်ဆိုရင်လိုချင်မှုနဲ့တကွဖြစ်တဲ့စိတ်လို့သိလိုက်ရုံပဲ လိုချင်မှုမဖြစ်ဘူးလိုချင်မှု မပါဘူးဆိုရင်လိုချင်မှုမဖြစ်တဲ့စိတ်လို့သိလိုက်ရုံပဲအဲ့ဒါလူတရားအဲ့ဒီလောဘတွေဒေါသတွေမောဟတွေနဲ့တော့သိနေကြတာပဲလေအဲ့လောဘမဖြစ်ဘူးဒေါသမဖြစ်ဘူးမောဟမဖြစ်ဘူးဆိုလို့ရှိရင်တော့မဖြစ်တဲ့အနေထားနဲ့စိတ်ကိုအတိမတ်သိမ့်မပြူကြအောင်အခုစိတ်တာနုပဒနာမှာကြတော့တကယ်တမ်းကတော့မူလ အထောက်အမဲ့အလုတ်ကိုတော့မမေ့ရဘူးတတိယဝရိယရဲ့ဉာဏ်ရဲ့ထင်ရှားအောင်လုပ်မှာပါမိယာအရှုကအာယုံကစိတ်ကိုစိတ်ကမိယာဖြစ်နေမယ်အဲ့ဒီစိတ်ကိုမိပြီးတော့တတိဝရိယဉာဏ်ဖြစ်အောင်လုပ်မှာသူကတတိဝရိယဉာဏ်ဖြစ်သွားပြီဆိုလို့ရှိရင်စိတ်ကိုစိတ်အတိုင်းလေးပဲမြင်လာလိမ့်မယ် အဲ့ဆိုလောဘလောဘမပါရင် မပါဘူးဒေါသမပါရင် မပါဘူးမောဟမပါရင်မပါဘူးဒီလိုတော့သိလို့ရတယ်အဲ့ဆိုတတိယဝရိယရဲ့ဉာဏ်ရဲ့ဖြစ်အောင်လုပ်ရမယ်အလုတ်ဖဲအလုတ်ကအဲ့ဒါဆိုတော့အရင်ဆုံးဆုံးစိတ်တနုပဒနာကို ရှုမယ်ဆိုလို့ရှိရင် तू ကလည်းပဲနေရာမရွေးပါဘူး ကိုယ်ခန္ဓာမှာဖြစ်နေတဲ့စိတ်ကိုပဲရှုခိုင်းတာဖြစ်တဲ့အတွက်ကိုယ်ခန္ဓာကဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်ယာကနဲ့တကွဖြစ်ယာကနဲ့တကွဖြစ်တဲ့စိတ်လို့ဒီလောက်ကလေးသိယုံပါပဲဒါပေမဲ့ကိုယ်ဦးစားပေးရမှာယာကနဲ့တကွဖြစ်တဲ့စိတ်ကိုပျောက်ချင်တာတွေမရှိစေချင်တဲ့အဲ့ဒါအရေးကြီးရမှာမဟုတ်ဘူး အဲတရားထုတ်တဲ့ပုံကိုယ်တွေကဥမာလောဘဖြစ်ရင်လောဘဖြစ်တဲ့စိတ်လောဘနဲ့အတူဖြစ်တဲ့စိတ်ဆိုရင်လောဘကိုပျောက်ချင်လို့ရှုနေတာလို့ဒီလိုထင်တတ်တယ်မဟုတ်ဘူးသူကတတိဘက်မှာအားကောင်းဖို့ပဲအဓိကကတော့စိတ်ကဘယ်စိတ်နဲ့မိမိမိကျင်တာနဲ့မိခဲ့ပါဒါပေမဲ့တရားအထုတ်တဲ့ပုံကိုယ်ကတတိအားကောင်းဖို့ဝရိယအားကောင်းဖို့ဉာဏ်အားကောင်းဖို့အထုတ်တယ်လို့နားလည်ရမှာဒါလေးကလမ်းလမ်းခွဲလေးပဲ တော်တော်များများကလောဘကိုရှုတယ်လောဘဖြစ်တဲ့လောဘနဲ့အတူဖြစ်တဲ့ဒေါသဖြစ်တဲ့စိတ်ကိုရှုတယ်ဆိုရင်လောဘဒေါသတွေပျောက်အောင်ရှုတာအဲ့ဒါဆိုရင် အာယုံကို လိုက်ဖြောင်းနေတာ ਨੇ အတူတူပဲတကယ်တမ်းကမာတတိပဋ္ဌာနသုတ်ဟောတယ်ဆိုတာအာရမဏိကမှာဖြစ်တဲ့တတိဝရိယဉာဏ်ကိုထူထောင်တာအာယုံတွေဘက်မှာမိယာဖြစ်တဲ့အာယုံဘက်ကဟာတွေကိုလိုက်ပြီးတော့ထူထောင်တာမဟုတ်ဘူးလို့အဲအဲ့လိုလေးရှင်းရှင်းလင်းလင်း နားလည်ထားဖို့လိုတယ်ဗျ။